အားလုံးပဲမိပါပါဟုတ်အဲညီမကတော့နေလာဖြစ်ပါမယ်အဲဒီနေ့မှာကျတော့ညီမဒီ typography မှာအာပါတယ်ပေါ့နော်အဲဒီခန်းင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အာပြပြပြသွားမှာပေါ့နော်အာ typography မှာခန်းင်းရပေါ့နော်ဒီ typography မှာအရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုလည်းဖြစ်တယ်ပေါ့နော်အဲဒီခန်းင်းအကြောင်းမပြောခင်ပေါ့နော်အဲဒီ typography နဲ့ပတ်သက်ပြီးတော့ဒီအရင်သိထားဖို့တော့လိုရတယ်ပေါ့နော် ဒါပေမဲ့ဒီ typography နဲ့ပတ်သက်ပြီးတော့ကြာအရင်ရှေ့မှာလဲပေါ့နော်ဒီ flow တွေရေးထားဖြစ်တဲ့အတွက်ဒီကဒီ typography နဲ့ပတ်သက်ပြီးတော့ဒီနေ့မှာတော့မပြောပြပြီးတော့ပေါ့နော်အာခင်းနဲ့ပတ်သက်ပြောပဲအဓိကထားပြီးတော့ပြောပြပြီးသားမှာပေါ့နော်အဲအဲ့ဆိုရင်ခင်းနေပေါ့နော်ခင်းနေကကျတော့ညတို့ဒီစက်လုံးနေပေါ့နော်ဒီစက်လုံးနေကြအကွာဝေးကိုဒီ adjust လုပ်ပြရပါတော့ဒီဇက်လုံးနှစ်ခုကြာမှာရှိတယ်ပေါ့နော် ညီမတို့ဒီစက်လုံးတစ်ခုနဲ့တစ်ခုကြာမှာရှိတဲ့ဒီပေါင်းဆက်တဲ့ဟာလေးပေါ့နော်ပို့ပြီးတော့ဒီတက်တက်ရဲရဲလှလှပပအာဖြစ်ဖို့ ਆ နဲ့အဲပြီးတော့အဲ့ဒီအကွာဝေးပေါ့နော်ညီမတိတိကျကျနဲ့အဲ့လိုမျိုးအာချိန်ကြီးပေးမယ်ဆိုပြီးပေါ့နော်ပို့ပြီးတော့ဒီအဲဖက်ရတာလေဒီလွယ်ကူစီရေပေါ့နော်နောက်ပြီးကြတော့ဒီ professional ကြတဲ့ပုံစံကိုလည်းရရှိရေပေါ့နော်အဲနောက်တစ်ခုကကြောဒီဒီစက်လုံးနေကြပေါ့နော်ဒီအကွာဝေးကိုအာအညီအများ ထားထားမယ်ဆိုရင်ပေါ့နော်အမြင်အယုံလည်းအဲဒီမြတ်တာစီရေပေါ့နော်အအဓိကဒီခန်းလေးကိုအသုံးများတာကကျတော့ဒီမှာတို့ဒီ logo ကြီးရေပြီးတော့ဒီဆက်လုံးချင်းရေးတဲ့ဒီ headline ကြီးရေပေါ့နော်နောက်ပြီးကျတော့ဒီ professional typography မှာပို့ပြီးတော့အအသုံးများရေပေါ့နော်ဒီအနောက်ခုအခန်းလေးကဘာကလို့အရေးပါလဲဆိုတော့အစောကပြောခဲ့တယ်လို့ပဲပေါ့နော်အဒီဖရရလေးလွယ်ကူစီရေ PDF ကကျတော့ဒီ အာ design ဘိုင်းလို့ပို့ပြီးတော့အာကောင်းမှုစီရေပေါ့နော် design ဘိုင်းဆိုတဲ့ညီတို့ဒီ town specialize လုပ်တဲ့ design တွေပေါ့နော်အာအစောနာပြောတယ် logo တို့ပေါ့နော်အဲ့လိုမျိုးတွေမှာပို့ပြီးတော့အဲအသုံးရရပေါ့နော်အဲ့တွဲဒီ design ဘိုင်းကိုလည်းပို့ပြီးတော့ကောင်းစီရေပေါ့နော်နောက်ပြီးတော့ professional တန်ပြီးတော့ဒီ confident ပို့ပြီးတော့ရှိစီရေပေါ့နော်အဲ့အဲနောက်ပြီးတော့ဒီ candy networking ကပါပါလေးပေါ့နော်အာနောက်ပြီးစလုံးကတော့ဒီ letter space တွေအဲ နေပဲပေါ့နော်အဲဒါမဲ့ခင်ရကျတော့ဒီစလုံးတစ်ခုနဲ့တစ်ခုကြာပေါ့နော်ဥမာအာဒီ AD ဆိုရင် in နဲ့ဒီကြာပေါ့နော်ဒီ spacing ကို adjust လုပ်ပြရပေါ့နော်ဒီ tracking ရကျတော့ဒီစလုံးအာစလုံးတစ်လုံးပေါ့နော်ဒါမှမဟုတ်ရင်ဒီ paragraph တစ်ခုမှာရှိတဲ့ဒီစလုံးဒီအားလုံးကြာအပွားဝေးကိုအာ adjust လုပ်ပြရပေါ့နော်အဲဒါကတော့တို့နှစ်ခုကြာအာခြားနိုင်ချက်ပေါ့နော်ဟုတ်အဲအဲဒီ example practice အနေနဲ့တော့ညီမဒီညီမဒီညီမလည်းအခုမှစပြီးလေ့လာနေရဆိုတော့အဲဒီလေ့လာထားတဲ့လောက်ပေါ့နော်ဒီ jet လို့ပေါ့အဲ can get up လွယ်တဲ့ဒီစက်လုံးတွေပေါ့နော်အဲအဲ့ဒါညီမဆိုရင်ဒီပထမဆိုတာဖြည့်ခွနဲ့စတုပ်ပေါ့နော်ဒီမှဆိုရင်ဒီဒီလိုမျိုး음 down ဖြတ်တီလို့အာပြီးတော့ဒီလိုမျိုးအဆောင်အဆောင်ပုံစံတွေပေါ့နော်အဲအဲ့လိုမျိုးပုံစံရှိတဲ့စက်လုံးတွေပေါ့နော်အဲ့လိုမျိုးစက်လုံးတွေဆိုလို့ရင်ညီမတို့ကဒီ ရှားထဲမှာရှိတဲ့ဒီ space ကအာပုံမှန်ထက်ဘယ်လိုတပေါ်ထက်ပိုပြီးများနေတယ်လို့အမြင်အရဆိုပိုပြီးများနေတယ်လို့ခံစားရပါတော့။အဲ့တော့ဒီလိုမျိုးဆက်လုံးနေဆိုရင်အာ adjust ပြန်လုပ်ကြရပါတော့။နောက်တစ်ခုကဒီ center ဒီ center ပေါ့နော်။အဲဒါဆိုရင်ဒီညီမတို့ဒီပုံမှန်မြင်းချောင်းပေါ့နော်။ပုံမှန်မြင်းချောင်းရဲ့ဒီအပေါ်မှာရှိတာတို့ဒီအောက်မှာရှိတာတို့ပေါ့နော်။အဲအဲ့လိုမျိုးဆက်လုံးနေကြောရင်ကြောညီမတို့ဒီအာ အကွာဝေးရပေါ့နော်အမညီမညာအဲ့လိုမျိုးပုံစံအပုံစံလိုမျိုးခံစားရပေါ့နော်အဲ့အတွက်ဒီလိုမျိုးစက်လုံးဆိုရင်လည်းအအဂျက်စ်ပြန်လုပ်ပြီးကြရပေါ့နော်ပြီးတော့ဒီ round cap shape ပေါ့နော်ဒီအဝိုင်းပုံစံတဲ့လို့ပြီးရင်ဒီလိုမျိုးအပွေးတွေလို့ပေါ့နော်အဲအဲ့လိုမျိုးဟာလည်းဒီတစ်လုံးနဲ့တစ်လုံးကြား gas gas ဖြစ်တယ်ပေါ့နော်အဲ့အတွက်ဒီလိုမျိုးပုံစံဆိုရင်လည်းอืมပြန်ပြီးတော့အဂျက်စ်ပြန်လုပ်ပြီးကြရပေါ့နော်အဲနောက်တစ်ခုကကျတော့ဒီ open space ပေါ့နော် ဒီလိုမျိုးတင်နဲ့ဝိုင်ဆိုရင်တော့ပို့ပြီးတော့တိတိုင်ပေါ့နော်တင်နဲ့ဝိုင်မှာဆိုရင်ဒီအဲငါတို့ဒီတခြားတခြားဒီတိုက်ဥမာဒီတခြားစလုံးနဲ့အဲရှင်လိုက်တဲ့အချိန်မှာဆိုရင်သူတို့နှစ်ခုကြာကအကွာဝေးရအပူပြော gas ဖြစ်နေအောင်တွေးရပါတော့အဲ့အတွက်ဒီလိုမျိုးဆက်လို့ဆိုရင်လေအာ adjust ပြန်လုပ်ပေးကြရပါတော့နောက်ခုက capital letter ပေါ့ capital letter ကကျတော့ဒီအာ အဓိကတော့ headline တွေလိုတိုက်တယ်လို့ပေါ့နော်အသုံးရပါနော်အဲ့အတွက်ပို့ပြီးတော့ကြည့်ကောင်း capital letter ဆိုရင်လည်းပြန်ပြီးတော့ adjust ပြန်လုပ်ပေးကြရပါနော်အဲအဲ new out ဒီ xml အနေနဲ့ဒီထည့်ပြီးထားတော့ရှိရပါတော့အဲ့ဒါတော့ဒီဟာကကျတော့ညီမကဒီဒီရဲ့ xml လောက်ပြထားတဲ့ဒီမှာဆိုရင်အဲညီမညီမအမြင်အရပါတော့အာမှန်တယ်မှားတယ်ဆိုတဲ့ညီမအမြင်အရ adjust လုပ်ထားပါတော့နည်းနည်းပြန်ပြီးတော့ အာဒီမှာဆိုရင်တော့ညီမဒီ WA မှာဆိုရင် robot တို့တော့တုံးထားရေပေါ့နော်အဲ့ဒါကမှဒီ default ထားတာပြီးထားပေါ့နော် default ရဲ့အကွာအဝေးကဒီလောက်ဒီလောက်ရှိရပေါ့နော်အဲ့မှာညီမနည်းနည်းအမြင်အရနည်းနည်းကျဲနေရဆိုပြီးတော့ဒီ delivery ဒါ adjust letter space နဲ့ adjust ပြန်လုပ်ပြီးထားပေါ့နော်အာဒီ default မှာဒါပြန်ပြီးတော့ adjust ပြန်လုပ်ထားတဲ့ပုံပေါ့နော်အဲ့အာနောက်ကဒီအနောက်ကဟာလည်းအဲ့လိုပဲပေါ့နော်ဒီ ဖော့ပုံစံပေါ်မှာဒီနည်းနည်း adjust ပြန်လုပ်ပေးထားတဲ့ပုံစံပေါ့နော်ဒီလိုမျိုး TO ဆိုလို့ရင်အဲဒီအဝိုင်းငယ်ဒီလိုမျိုးဟာဆိုရင်ဒီနေပို့ပြောတိတာရယ်ပေါ့နော်အပွားဝေးရဘာဖြစ်ကြောဒီဒီဒီလိုမျိုးဒါဆိုတိုက်တယ်နေပေါ့နော်တိုက်တယ်စက်လုံးကြီးဒီမှာတုံးနေဟာဆိုရင်လေအလိုမျိုးဒါဆိုရင်ဒါမျိုးကအမြင်ရပြန်ပြီးတော့ adjust ပြန်လုပ်ပေးထားပေါ့နော်အာဒီဒီလိုဒါကညီမဒီဖောင်းလာကြောလို့ပေါ်လို့တုံးပြီးတော့ နည်းနည်းပြင်ထားတဲ့ဟာပေါ့နော်ဒါတော်တော်များများကျတော့ found ပေါ်လေညီမတို့ moody တည်းရပေါ့နော်တုံးတဲ့အဲတုံးတဲ့ found ရေးပြီးရခါကျတော့ဒီကိုလိုချင်တဲ့ design ရေးပေါ်လေ moody ပြီးတော့အဲဒီအမြင်ရအာ adjust လုပ်လို့ရရပေါ့နော်အာတော်တော်များများလေအဲ adjust လုပ်ကြရတယ်တော်တော်များများဒီအမြင်ရပဲအအမြင်ပေါ်အခြေခံပြီးတော့ပဲ adjust လုပ်ကြဆိုတော့လေအအဓိကဖျားရွယ်ကူဘိုးနဲ့ design လာဖို့အတွက် ို့ပြီးတော့ဥစားပေးရပါတော့။အဲ့အတွက်အာဒီစက်လုံးလေးကို adjust ပြန်လုပ်ပေးကြပါတော့။ဟုတ်။အမှဒီလိုမျိုးဟာလောက်တာသုံးတဲ့ဒူးတွေကတော့အာပုံမှန်ညီမတို့သုံးတာတော့ Adobe Illustrator နဲ့ Photoshop ပဲသုံးတာပေါ့နော်။ဒါပေမဲ့တခြားမှာတွေ့ရတော့ Figma တို့ Sketch တို့လည်းအာသုံးနေပေါ့နော်။ဟုတ်။အဲဒီဟာ practice game နည်းနဲ့ကြတော့ဒီ link လေးတော့ထည့်ပေးထားရပါတော့။အဲအဲ link အဲ့လေမှာတုံးပြောညီမတို့လေ့ကျင့်လို့လည်းရရပါဘောနော်သူအဲဒီထဲမှာဆိုရင်သူကဟိုဖောင်းအဲဖောင်းအလှလေးလေးရှိတယ်ယူယိုဖောင်းနေလေးရှိပါဘောနော်အဲ့မှာဆိုရင်ဖောင်းပေါ်မူတည်ပြီးတော့ adjust လုပ်တဲ့ပုံစံလေးပေါ့နော်သူခရင်လို့ပုံစံမျိုးလေးပါတော့အဲအဲ့ဒါလေးဟိုဟာအဲအဲ့ဒါလေးတော့ထည့်ပေးထားရပါမယ်ဟုတ်အဲ့ဒါလေးညီမတစ်ချက်ပြရမယ်အဲဒီဟာဆိုရင်သူရဲ့ type ရဒီကောင်သုံးထားပါတော့ အဲ့မှာဆိုရင်ဒီရဲ့အဲ W နဲ့ E ရတော့ဆိုတော့အသေးပဲပေါ့နော်အဲ့ဆိုရင် A နဲ့ V ကို adjust ပြန်လုပ်တာပေါ့ဒီလိုသူအဲလောက်ရမယ်ဒီဟိုပါနဲ့ပေါ့နော်အာဒီသူပြန်ပြီးတော့ reset ထုတ်ပြရတော့ရှေ့ပေါ့နော် မင်းရတင်ရလေးအဲအဲအဲဒီနေ့ညီမပြောချင်တာကတော့ဒီ channel လောက်တဲ့ဟာလေးပေါ့နော်ဟုတ်အဲအဲ့လိုကျေးဇူးတင်ပါတယ်